ိုးပြီးတော့မင်္ဂလာပါစေခေတ်သစ်ຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဦးဆုံးလေကေကောဒေတာတိုက်ပွဲအတွင်အကြမ်းမတ်စစ်တပ်ထံကနေလက်နက်ခဲယမ်းတွေဇတိုက်တင်စီရာစီနေဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်လေကေကောမြို့တဲ့အနီးဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်အကြမ်းမတ်စစ်တပ်မှတမ20နှစ်ထံကနေလက်နက်ခဲယမ်းတွေဇတိုက်တင်စီရာစီနေတယ်လို့ဘလက်ပန်နာကွန်လန်တခွဲနဲ့မှမင်းညာပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ တမ22ရဲ့အလှူတော်မင်္ဂလာပုံမူကြီးစောတာဘောတို့စီကိုစတိုက်ရရရောရောလှူဒန်းနေပါကြောင်းပြင်ညာမဒူဝေဒူဝေလိုရေးသားထားပြီးလူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။မြောက်ရီမြို့နယ်ရက်သေးကူမင်းလက်ပနေဖလူကျွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်နေတဲ့တမ22လက်အောက်ခံအကြမ်းတ်စစ်တပ်စစ်ကြောင်းကိုတော်လရဲ့တပ်ဖွဲ့တွေရဲ့တိုက်ခိုက်ချိန်မုံနေပြီးစစ်သားအများပြားတင်ဆောင်ကလက်နက်ခဲယံတွေတင်စီရရှိနေတာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ရကံပြူအားရဲ့နောက်ဆုံးစီးရဲအခြေအနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ရကံပြူအားနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်နှောက်ထိုင်နိုင်ပြီဖြစ်ကြောင်းပြူအားရဲ့ပပတ်လဲမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စီးရဲသတင်းရင်းမြစ်အချို့ကပြောပါတယ်။အမရလန်မိုက်မှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နိုင်ရကံပြူအားကုန်းကုန်းအာရခတက်တော်အေးအေးနဲ့မဟာမိတ်တွေကထိုးစစ်ဆင်တိုက်ခိုင်းနေပြီး နိုဝင်ဘာလ၄ရက်နေ့တည်အခြေအနေကိုမြေပြင်စရဲသတင်းရင်းမြစ်အချို့ကအခုလိုပြောပါတယ်။ပြူရဲကိုလူအင်အားလေကြောင်းကနေလည်းမပေါ်နိုင်တော့ဘူး။ရိတ်ခါတွေပဲပြစ်ချလို့ကြတယ်။လမ်းကြောင်းကလာတဲ့အဖွဲတွေလည်းပြူရဲတိမပေါတော့ဘူး။ပတ်ချလည်းမဖြတ်တောက်ထားတဲ့အခြေအနေပါလို့ပြောပါတယ်။မြေပြင်ကနေစစ်ကူပို့ဖို့ကြိုးစားတဲ့စစ်ကြောင်းတွေကစစ်မှုထမ်းတင်နှင်းစစ်သားတက်တွေလည်းထွက်ပြေးနေကြပြီးအေအေနဲ့မဟာမိတ်တွေစက်တိုင်းဖမ်းမိနေပါတယ်။ တုံမန်းတွေပြောတာကဖြူဟာထဲမှာ300လောက်ကျန်နေဒရာရတာက90လောက်ရှိတယ်ဒရာရတဲ့သူတွေကိုကဘာလုံးထဲမှာထည့်ထားတယ်သူတို့ဖော်တာကအဲ့လိုရှိတယ်လို့စီးရဲတရင်ချင်းမျက်နှာတူကဆိုပါတယ်နေရကံပြူအားထဲမှာတောင်ထိပ်ဒေသဆိုတိုင်းစမြန်မာတဲ့အတွက်ရေသာပြည့်စုံမှုကနေကာကွယ်နိုင်မှုကမ္ဘာလုံးပုံစံမြူကစနစ်လှုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့2025ခုနှစ်စပိုင်းကစပြီးအေအေကထိုးစစ်ဆင်လာတဲ့အခါရေသာကိုစက်ကောင်စီကဖြုတ်တင်ထားပါတယ်။ အဆောက်အအုံကိုတော့စစ်တပ်ကဘဏ်ကအနေနဲ့တုံနေတယ်လို့သိရပါတယ်။ဖြူဟာကုန်းကိုအပိသက်သိမ်းယူဖို့အတွက်လက်ချက်တစ်စကန်အချို့ကိုထိုးစစ်ဆင်တိုက်ခိုင်းနေတယ်လို့ AA ကအော်တိုဘာလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ငံကပြူဟာကုန်းကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ အဲ့ဒီအချိန်လုံးကဒေတာရင်းစစ်စင်ရင်းနဲ့ခုခံစစ်တွေကိုတမကူကူကတာဝန်ယူခဲ့တာပါ။ကာကင်စခန်းတွေကိုအေအန်အမ်မဟာမိတ်တွေကတခုပြီးတခုတင်ယူနေပြီးဇတိုင်းအထည်နာနေတဲ့တမကူကူတမမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလာထဲမှာပြန်ဖမ်းပြီးဟာကာအခြေဆိုင်စစ်ပြူဟာမှုဗိုလ်မှူးကြီးစုံဝင်းထွန်းကိုတမကူကူတမမှုတာဝန်ပေးခဲ့ပါတယ်။ ထိုစစ်စတင်နေဖေဝါရီလထဲမှာတင်တမကိုကိုလန်အောင်ခံအမတ်990နေနီးပြူဟာအဖွဲ့ကဇာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တန်းနေပြူဟာယုံအဖွဲ့ဝင်18ဦးအပြင်73ပန်းအများပြားကိုအေအေကဖမ်းဆီးခဲ့ပါတယ်စစ်ကောင်စီကတမကိုကိုလန်အောင်ခံတန်ရင်တွေအစားရှမ်းတောင်အခြေဆိုင်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စခခဆက်ခွန်ကိုအကောလနာမိုင်မှာပို့ပြီးခုခံပေးမဲ့အေအေနဲ့မဟာမိတ်တပ်တွေကစက္ကန်းတွေထပ်ပြီးတင်ယူနိုင်ခဲ့ပါတယ် စကားကစက်ခွန်လောက်ကန်တန်ရင်တွေဖြစ်တဲ့ခမရ984ခမရ969ခမရ985ခမရ989ခမရ920ခလရ295နဲ့အတူစစ်မှုထံတင်တန်းစင်တွေပါလာပြီးစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။စကန်နေတိုက်ပွဲမှာကစင်ကလျားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီးအလံဖြူထောင်အလင်းဝင်ရောက်လာသူတွေလည်းဇက်တန့်ရှိနေတယ်လို့အာရခတပ်တော်အင်အားကအော်တိုဘာလ18ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်။ အလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးမှဥပဒေနဲ့အညီစောင့်ရှောက်ပေးထားပြီးစစ်မှုထံမှစုဆောင်းခြင်းခံရသူတွေအနေနဲ့အနည်းဆုံးနေရာတွေကတက်ဆင်းဆက်တွဲပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့အတည်ပြုထားပါတယ်အခုရပိုင်းမှာတော့မိုးရသည်ကုန်ဆုံးပြီးမြေအခါလိုမိုးရေရွာနေပြီးလေကြောင်းကနေတိုက်ခတ်မှုရောကြနေပြီးမြေပြင်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စီးရဲတရင်ရင်းမြစ်အချို့ကပြောပါတယ်ရှင်။ဆလံပင်ချောင်းမျိုးအဝင်းစစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခတ်မှုစစ်တပ်ဗမာလေးဦးတင်ဆောင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းချောင်းဦးမြို့အဝင်စစ်တပ်ကိတ်ကုံဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဗမာလေးဦးတေဆုံးခဲ့ကြောင်းမိုးရခရိုင်အမတ်စနစ်တရင်တက်ခွဲတုံးလျှင်စည်းတက်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ် နိုဝင်ဘာလ2ရက်နေ့နနက်6:00နာရီခန့်မှာမုံရမန္တလေးပခုတ်ကူလမ်းဆောင်စီချောင်းမြို့အဝင်ဂိတ်ကိုတော်လင်းရဲတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုသည်10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းမတ်စစ်တပ်ဗမာ၄ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒါအပြင်တိုက်ခိုက်မှုအတွင်တော်လင်းရဲရဲဘော်တအူးမြင်းမြတ်စွာကြာဆုံးခဲ့ပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ရင်းတိုင်ပွဲအတွင်ထိခိုက်တရားရရှိခဲ့သည့်ရဲဘော်2ဦးကိုအချိန်မီစေကူတာနိုင်ရည်နှင့်ပြည်နယ်စစ်ခွာနိုင်ရည်အတွင်အကြမ်းမတ်စစ်တပ်စခန်းကိုအောင်မြင်စွာအပိသက်သိမ်းပိုင်နိုင်ခြင်းမရှိပေရဲဘော်များဘေးကင်းစွာပြည်နယ်စစ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် ခြောက်မြို့အဝင်ကိတ်ကိုတော်လန်ရေးရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲက7မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်စစ်ကွေးတွေဘက်က၄ဦးသေဆုံးနဲ့၅ဦးထိခိုက်ဒဏ်ရာရတဲ့ကျွန်တော်တို့ဘက်ကတော့ရဲဘော်တအူမြင်းမြတ်စွာစာဆောင်ခဲ့ပြီး၂ဦးဒဏ်ရာရတယ်လို့မော်ရခရံအမတ်စနစ်တရင်တခွဲ၃လျှက်စီးတခွဲမှာတာဝန်ရှိသူကပြောဆိုပါတယ်အစိုးရတိုက်ခိုက်မှုကိုလျှက်စစ်တပ်ခွဲမုံရခရံအမတ်စနစ်တရင်တပ်ခွဲ၃ CDS ရဲ့ပူဆက်ကြောင်စစ်ကြောင်နဲ့ချောင်းမြို့နယ်ပူရဲရင်စစ်ကြောင်တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးကိုပိုင်ကျောင်းနဲ့ပေါကလိကကျောင်းများမှာစီရီယန်ကျောင်းဆရာဆရာမများကိုခန့်အပ်ထားခြင်းမပြုရန်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားဆွဲတဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ကိုပိုင်ကျောင်းနဲ့ပေါကလိကကျောင်းများမှာစီရီယန်ကျောင်းဆရာဆရာမများကိုခန့်အပ်ထားခြင်းမပြုရန်အကြမ်းမဲ့စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းပညာရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောဆိုပါတယ်။ စနေမာလာ24ရက်နေ့နဲ့25ရက်နေ့တို့မှာကျဲမပြုလုပ်ခဲ့တဲ့ကိုပိုင်းဒုံမဟုံပေါကလီကကြောင်ကြည်ကြရေးအဖွဲ့ဤလုပ်ငန်းညီနန်းအစည်းအဝေးမှာအထက်ပါဆုံးဖြတ်ချက်ကိုထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်မှာကိုပိုင်းဒုံမဟုံပုဂ္ဂလိကကြောင်များမှာတစ္ဆာဖာဝန်ထမ်းများကိုခန့်အပ်ထားခြင်းမပြုရန်အကြမ်းမဲ့စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင်ပုဂ္ဂလိကပညာရေးဥပဒေနဲ့ကိုပိုင်းတို့မဟုတ်ပုဂ္ဂလိကကြောင့်ကြည်ကြရေးအဖွဲ့ဤအမိတ်တော်ညာစာများကိုလည်းတိကျစွာလိုက်နာကြရင်လည်းအစီအဝေးဆုံးဖြတ်ချက်မှာထည့်သွင်းထားကြောင်းသိရပါသည်။ စစ်ခွေးတွေကစီလီယံကျောင်းဆရာဆရာမတွေကိုပါဖိအားပေးချင်းချောက်ဖို့လားမသိဘူးအခုကိုပိုင်ကျောင်းနဲ့ပုဂ္ဂလိကကျောင်းတွေမှာစီလီယံကျောင်းဆရာဆရာမတွေကိုခန့်အပ်ထားခြင်းမပြုလုပ်ဖို့ဆိုပြီးဝင်ကြီးဌာနကညွှန်ကြားချက်တွေထွက်လာတဲ့ကျောင်းတွေကိုဝင်ရောက်စစ်ဆေးတာတွေလုပ်ဆောင်မလာတော့မသိဘူးလို့ပြည်ညာရေးဝင်ကြီးဌာနသတင်းကျမြစ်ကပြောဆိုပါတယ်အကြမ်းမဲ့စစ်ကောင်စီက2024ခုနှစ်ဇူလိုင်လ12ရက်နေ့မှာအကြောင်းမျိုးမျိုးကြောင့်လုပ်ငန်းခွင်ဆုတ်ခွာသွားသည့်ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများကို အမည်မဲ့စည်ရင်မှပယ်ဖျက်ပေးမယ်လို့ကြေညာခဲ့ပေမယ့် DCR တစ္ဆပဝန်ထမ်းများဟုလက်ရှိအချိန်ထိတုံတုံကဖန်ဆီးမှုလုံဆောင်နေစေဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးတရချားမျိုးနယ်အတွင်စစ်ကြောင်းထုတ်လာသည့်စစ်တပ်ကုံ၃ချိန်ကြားဖြတ်တိုက်ခတ်မှုစစ်တပ်ဘက်မှ73ဦးသေဆုံးပြီးလက်နက်အစိုးနဲ့စစ်သားအလောင်းများတင်စီရရှိစွာတရင်ကုန်တင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတရချားမျိုးနယ်အတွင်စစ်ကြောင်းထွက်လာသည့်အကြမ်းမတ်စစ်တပ်ကို၃ချိန်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဗမာ73ဦးတင်ဆောင်ပြီ လက်နက်အချို့နဲ့စစ်သားအလောင်းများတင်စီရရှိခဲ့ကြောင်းထောက်ဝဲခရိုင်တပ်မစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောကြားပါတယ်။စနေမာလာ29ရက်နေ့မှာနနက်10နာရီခန့်မှာတရချောင်းမြို့နယ်ကြောင်းလီကားရွာကိုစစ်ကြောင်းတို့ဝင်ရောက်လာသည့်အကြမ်းမဲ့စစ်တပ်ကတော်လိုင်းရဲတပ်ဖွဲ့များကအခြားဖြတ်တိုက်ခိုက်ခဲ့ရာ တနအိခက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လန်ရေးပူပါတပ်ဖွဲ့ဘက်မှရဲဘော်တအူးကြာဆောင်ခဲ့ကြောင်းသိရပါတယ်။စက်တင်ဘာလ30ရက်နေ့မှလည်းနနက်9နာရီခန့်မှစတင်ပြီးည9နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လန်ရေးရဲဘော်တအူးထပ်မံကြာဆောင်ခဲ့ကြောင်းသိရပါတယ်။ ထိုနေ့တပ်ဖွဲ့နှစ်ကျင်းအတွင်အကြမ်းမဲ့စစ်တပ်ဗမာကိုဦးသိဆုံးကခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတပ်ဖွဲ့အတွင်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဗမာတနက်တလန်းဆုံဆုံခဲ့ပေမယ့်စစ်သားအလောင်းများနဲ့လက်နက်အချို့သိမ်းဆည်းနိုင်ခဲ့ကြောင်းရင်းတိုက်ခတ်မှုကိုတဝဲခရိုင်တပ်ပေါင်းစုနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလုံဆောင်ခဲ့ကြောင်းသိရပါသည် ဒါအပြင်အော်တိုမာလာစီရနေ့နနက်7:45မိနစ်ခန့်မှာလည်းတရချောင်းမြို့နယ်ပရတ်ချောင်းသေးရွာကိုစစ်ကြောင်းထိုးလာသည့်အကြမ်းမဲ့စစ်တပ်ကတော်လန်ရဲတပ်ဖွဲ့များကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်ထင်းတွဲတပ်ဖွဲ့အတွင်းအကြမ်းမဲ့စစ်တပ်ဗမာလေးဦးတေဆုံးကြောင်းထိုတိုက်ခတ်မှုကိုတော်ဝဲခရိုင်တပ်မဆိုးနေ KNU တပ်မဟာလေးတရင်နှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ နော်တို့တော်ဝဲခရရန်တပန်းစွန်အနေနဲ့အောင်ပွဲတွေစတဲ့ရရှိဖို့ဆိုရင်အနောက်ကလက်နက်ခရရန်နဲ့ကြည်များဖြည့်သိမ်းပေးနိုင်မှုပြည်တွင်းပြည်ပထားဖို့ရဲဘော်များတိထမကပို့ပြီးအားစိုက်ပေးကြဖို့လိုပါတယ်။ငါးနှစ်သားကျွန်တော်တို့တော်လိုင်းရဲဘော်တို့ရဲ့စူးစမ်းအထောက်မှု အသေးပွင့်နေတိထမကမြင်လာရမှာဖြစ်ပါတယ်။ဆစ်ဆက်ပြီးစီရေလေပဲမြင်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစီရေတတိရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းမဲ့လေကြောင်းတိုက်ခတ်မှုတွေကြုံလာရနိုင်တဲ့အတွက်အထူးကူဆိုင်ကြဖို့ပြောကြားမှာတယ်လို့တော်ဝဲခရိုင်တပ်မဆူပြန်ချာရေးတာဝန်ခံရေဘော်စတဲတို့ကပြောဆိုပါတယ်ရှင်။